ဟယ်လိုအလုံးမဲမင်္ဂလာပါ Aris Day Live Cast Reading Page မှာကြိုဆိုပါရစေ Aris အခုလုပ်ပေးမယ့် reading က La Dalla ရဲ့ second week မှာအမြဲတမ်းပုံမှန်တင်ပေးနေကြဖြစ်တဲ့ Collab Energy Reading ရဲ့အလဲပဲဖြစ်ပါတယ်အဲ့တော့ဒီ Collab Energy Reading ကိုတော့ကြည့်ဘူးတဲ့သူတွေတော့တော်တော်များနေပြီပေါ့နော်ဒါပေမဲ့မကြည့်ရသေးတဲ့သူတွေအတွက်ကိုဒီ reading ရဲ့ပုံစံဟောမဲ့ပုံစံ Aris တစ်ချက်ပြောပြပေးပါမယ်အဲ့တော့ဒီ collab energy reading မှာကကြတော့ဒီ reading ကိုကြည့်နေတဲ့ original slave ရဲ့ energy check လောက်တာပါမယ် ီးရင် original glass လေးတွေရဲ့တစ်ဖက်လူဘက်က energy ကို check လုပ်တာပါမယ်နောက်ဆုံးဒီလူနှစ်ယောက်ကြားထဲက connection ကရှေ့လျှောက်ဘဲကိုဦးတည်တော်မလဲဘာတွေရှေ့ဆက်ဖြစ်လာဖို့ရှိမလဲဆိုတာကိုနောက်ထပ် reading အသစ်မတင်မချင်းပုံမှန်အဖြစ်တော့တလာပါတော့အဲ့ဒီအချိန်ကာလကြားထဲမှာဖြစ်ပျက်လာမဲ့နမိတ်တွေကိုဂျိုပြီးတော့ general hobby တော့မှာဖြစ်ပါတယ်အဲ့တော့ဒီပုံစံလေးတွေပါမယ်ပေါ့နော်အဲ့တော့ဒီမှာတခုရှိတာကဒီ collective energy reading ကိုစပြီးကြည့်ကြတဲ့က ကိုယ့်အကြောင်းနားထောင်တာပဲဖြစ်ဖြစ်တစ်ဖက်လူအကြောင်းနားထောင်တာပဲဖြစ်ဒီလိုမျိုး energy check လုပ်တဲ့အခါမှာဒဇက်လီမ energy ကညီမှုမရှိဘူးလုံးဝထပ်တူညီမှုမရှိဘူးဟောလိုက်တဲ့အတချက်ချင်းစီကအားလုံးမှားယွင်းနေတယ်ဆိုလို့ရှိရင်ဒီ reading ကိုဆက်ပြီးတော့မကြည့်ပါနဲ့ကြော်သွားပါဘာလို့လဲဆိုတော့ဒါ Eurodot Hobby တာ reading မဟုတ်လို့ပဲဖြစ်ပါတယ်မနေ့သူတွေကတော့ဆက်ကြည့်ပါတော့100% energy resonate ဖြစ်ပြီး energy match ဖြစ်ပါလိမ့်မယ်အဲ့တော့ first one အနေနဲ့ဒီမှာပြောချင်တာက energy က ရရှဲဟီလာစလေးရဲ့ energy ဒီဘက်မှာတက်ဖက်လို့ရဲ့ energy ဒီဘက်မှာဆိုရစ်ကလေးလေး shaver ချလေးရှိတယ်ပေါ့နော်ဆိုတော့ဒီနေရာမှာက energy switch ဖြစ်တတ်တယ် energy mirror ပြတတ်တယ်အဲ့တော့ original စလေးရဲ့ energy ကတက်ဖက်လို့အကြောင်းဟောထားတာ ਨੇ တော့ကိုက်ညီနေနိုင်တယ်လို့တက်ဖက်လို့ရဲ့ energy ကဒီဘက်မှာ original စလေးရဲ့ energy နဲ့တော့ကိုက်ညီနေမျိုးတွေရှိတတ်တယ်ဆိုတော့ first one အနေနဲ့ energy switch ဖြစ်တတ်တဲ့ energy mirror ပြတတ်တယ်ဆိုတာလေးကိုတစ်ချက်မမေ့ပါနဲ့နော် second one အနေနဲ့ကတော့ အရိရှ်ကအဒီမှာဟောတဲ့အခါမှာ zodiac sign တွေမြင်တဲ့လောက်ပြောပြပေးတယ်ဆိုတော့ဒါကတော့ for your confirmation အတွက်ပါအရင်ကြီးအဓိကတော့မကြဘူးเนาะဒါပေမဲ့ဒီနေရာမှာအကုန်လုံးက zodiac sign တွေဟိုလူမပါဘူးဒီလူမပါဘူးအဲ့လိုမျိုးတွေအများကြီးပြောနေတဲ့အတွက်ကြောင့်မို့လို့ second one အနေနဲ့ကတော့ဒါက12 zodiac sign အတွက်ကိုဟောတာမဟုတ်ဘူး12လရာသီအတွက် zodiac sign တွေအတွက်ကိုဟောတာမဟုတ်တဲ့အတွက်ကြောင့်မို့လို့ ပါတဲ့ zodiac sign မှာပဲပါလိမ့်မယ်မပါတဲ့ zodiac sign မှာပါဘူးဆိုတော့ zodiac sign ကတော့အဓိကမကြဘူး energy match ဖြစ်ဖို့ကတော့အဓိကဟုတ်တယ်နောက်ဆိုတော့ဒါလေးပြောချင်တယ် okay ဒါဆိုရင် rich tour တွေသွားလိုက်ရအောင်เนาะ reading ကိုပဲအဲ့တော့ဒီမှာ rich ကအရင်ဦးဆုံးအမြဲတမ်းထုံးစံတိုင်း rich healer sleep တွေဘက်က energy ကို check လုပ်လေးရှိတယ်ပေါ့နော်အရင်ဦးဆုံးအဲ့တော့ cut တွေတခါလဲ shuffle လုပ်ပါမယ်အာ rich တော်တော်လေးဖြာနေလို့အတန်နားထောင်လို့အဆင်မပြေရင် နည်းနည်းသေးကြီးခံပြီးတော့နားထောင်ပြပါနော်အဲ့တော့ original slice တွေအခုလက်ရှိ energy ဘယ်လိုမျိုးဖြစ်နေလဲ original slice တွေဒီ video ကိုကြည့်နေတဲ့ video ကိုကြည့်နေတဲ့ original slice တွေလက်ရှိ current energy ပေါ့နော်ဘာတွေဖြစ်နေလဲကြည့်အောင် our original slave current energy အခု letter law original slave တွေဘာတွေဖြစ်နေလဲ bottom of the deck က number 2 the high priestess now the cup king of cups now song the cup page of cups okay အဲ့တော့ rich ကဒီဘက်မှာ rich class လေးတွေတစ်ဖက်လိုဘက်က energy ကို check လုပ်မယ်เนาะအဲ့တော့ cut တွေတခါရေ shuffle လုပ်ပါမယ် orange glass လေးတွေကတစ်ဖက်လူပါရဲ့တစ်ဖက်လူရဲ့ energy ပေါ့နော်။ဘာတွေဖြစ်နေလဲတစ်ဖက်လူခုလက်ရှိဘယ်လိုမျိုးတွေဖြစ်နေလဲ bottom of the deck က four of wands နောက်တစ်ခါက seven of cups နောက်ဆုံးတစ်ခါက six of swords okay အဲ့တော့ဒီလူနှစ်ယောက်ကြားထဲက connection ကအရှိရှောက်ဘဲကိုဦးတည်တော်မလဲဘာတွေဆက်ဆက်ဖြစ်လာဖို့ရှိမလဲဆိုတာကို rich က တလပါเนาะနောက်ထပ် reading အသစ်မတင်မချင်းပုံမှန်အဖြစ်တော့တလပါအဲ့ဒီအချိန်ကာလတော့တွင်မှာရှိတဲ့နမိတ်တွေကို show ပေးပါကြည့်ပါဦးเนาะ အဲ့အရရှိလားစလေးတွေနဲ့တဖက်လူဘက်က energy เนาะဒီနှစ်ယောက်ကြားတဲ့ connection ကရှေ့လျှောက်ဘယ်ကိုဦးတည်တော်မလဲဘာတွေရှေ့ဆက်ဖြစ်လာဖို့ရှိမလဲ bottom of the deck ကဒဟန်မန်နောက်တစ်ခါက7 of wands နောက်တစ်ခါက10 of cups နောက်တစ်ခါက eight or so now so the gaga the full okay အဲ့တော့ orange ကလေးနေစီပြန်ပြလာခဲ့ပါမယ်နော်ခဏလေးပါ hello i'm back so last of the reading အဲ့တော့ဒီဘက်က originals လေးတွေဘက်က energy check ပေါ့နော်အဲ့ဒီကနေအရင်ဆုံးစပြောမယ်အဲ့တော့ orange သုံးစံတိုင်းမဲ့ energy check မပြောခင်မြင်ရတဲ့ zodiac sign ကိုပြောပြမယ်ပေါ့နော်အဲ့တော့မြင်ရတဲ့ zodiac sign က originals လေးတွေတော်တော်များများအကုန်လုံးနေပါ uh water elements ပဲဖြစ်ဖို့များမယ်ပေါ့เนาะဆိုတော့ဒါကတော့ zodiac sign ကတော့ဒီအဓိကတော့မကြိုက်ပဲ energy match ကတော့ပို့ပြီးတော့ထေချာ uh confirm လုပ်ဖို့ပဲလိုအပ်တယ်ဒီ water elements တွေကတော့ပို့ပြီးတော့ energy quantity ကြာရင်ကြာလိမ့်မယ်ပေါ့နော်အဲ့တော့ cancer pisces scorpio တွေ့ပါတယ်နော်အဲ့တော့ original sleep တွေဘက်ကတော့ cancer pisces scorpio လေးတွေကဒီ reading နဲ့ပို့ပြီးတော့ energy ပို့ပြီး match ဖြစ်လိမ့်မယ်နော် okay အဲ့တော့ အာရီရှိလာစလေးတွေအခုလက်ရှိဘလိုမျိုး energy ဖြစ်နေသလဲ။နောက်ဘယ်အချိန်တွေမှာရောက်နေလဲဆိုတော့ကိုယ့်ရဲ့သီးစိမ့်နဲ့မသီးစိမ့်နဲ့ကြားထဲမှာဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့စိတ်မှာကိုပဲလေး အာပြန်ပြီးတော့ control လုပ်နေရတာ ਨੇ ဟိုဖြစ်ချင်တဲ့ဆန္ဒ ਨੇ ဖြစ်တင်တာ ਨੇ ဒါမှမဟုတ်လုံရမယ့်ကိစ္စ ਨੇ မလုံတင်တာ ਨੇ လုံချင်တာ ਨੇ အဲ့လိုမျိုးတွေပေါ့နော်အာကိုယ့်ရဲ့စိတ်မှာကိုယ်ကလွန်ဆွဲနေတာမျိုးတွေ့ရတယ်ကိုယ့်ရဲ့စိတ်မှာကိုယ်ကအဲတကယ်ကိုပေါ့နော်ဒီနှလုံးသားနဲ့အုံနောက်နဲ့ကြားထဲမှာလွန်ဆွဲပြီးတော့ကြားကြနေတာမျိုးဒီနှလုံးသားကလုံချင်ပေမဲ့အုံနောက်ကပြန်ထိန်းထားတာတို့နော်အုံနောက်ကလုံတဲ့အရာကိုနှလုံးသားအလိုမလိုက်နိုင်တာတို့အဲ့လိုပုံစံတွေအများကြီးဖြစ်နေတာကိုတွေ့ရတယ်ဆိုတော့ ဟိုတော်တော်လေးကိုကျင်းတဲ့ချက်တဲ့ original စနေတွေအမ်စိတ်မှန်ကြတကယ်ကိုလုံးဝ ဟိုမှိုင်းတွင်နေရပုံစံမျိုးတွေ့ရတယ်ဗောနော်ဆိုတော့ဒီကိုယ်စိတ်နဲ့ကိုယ်ကိုပဲဒီကိုဘာလုပ်ရမှန်းမသိတဲ့အနေအထားပေါ်မှာဒီလိုမျိုးဖြစ်နေရလို့တွေ့ရတယ်အဲ့တော့ original slave တွေကအချင်းနဲ့ပတ်သက်လို့ကတော့လေဒီမှာကတစုံတစ်ယောက်ကိုဗောနော်ဟိုအခုချိန်မှာအရန်ချစ်နေတာမျိုးတွေ့ရတယ်တစုံတစ်ယောက်ကိုအခုချိန်ကျမှငါသူ့ကိုချစ်သွားပြီဆိုပြီးတော့လုံးဝလေဖွင့်ပြောခြင်းနေတာမျိုးဗောနော်ဟိုဘယ်လိုပြောမလဲငါမင်းကိုတကယ်ချစ်မိသွားပါပြီဆိုတဲ့အနေအထားမျိုးနဲ့အလုံးဝဒီ propose လုပ်ခြင်းတာဒါမှမဟုတ်ခြင်းနေဟိုကိုယ့်ရဲ့အချစ်ကိုဖော်ပြခြင်းတာဗောနော်အာ um ဘယ်လိုပြောမလဲတချို့အမင်းကလေးတွေကတော့ကိုယ့်အချစ်ကြီးကိုသွားပြောလို့တော့မရဘူးလေနော်ထားလိုက်ပါတော့ဒါကိုယ်နဲ့ကိုက်ညီလို့ယူလို့ရတယ်အဓိကကိုယ့်ရဲ့အချစ်ကိုထုတ်ဖို့ပြသချင်တာချစ်တာကလည်းအရန်ချစ်တယ်ဒါပေမဲ့လေဟိုဘယ်လိုမျိုးဖြစ်နေလဲဆိုတဲ့အခါကျတော့ rich class လေးတွေကနည်းနည်းပေါ့နော် emotional ဘိုင်းဆိုင်ရာမှာထုတ်ပြဖို့ကိုဝန်လေးနေတာဒါမှမဟုတ်လို့ရှင်ကိုယ့်ရဲ့မာနနဲ့အချစ်နဲ့ကြားထဲမှာဟိုဝေခွဲမရဖြစ်နေတာနော်ဒါမှမဟုတ်လို့ရှင်လေဒီမာနကဟိုအချစ်ကိုထုတ်ဖို့ပြသချင်ပေမဲ့နော်ဒီမာနကြီးကပြန်ပြီးတော့အတင်းဆွဲဒီလိုကုတ်ထားတဲ့အခါမှာကို ဟိုဘယ်လိုပြောမလဲခံစားချက်တည်းအကုန်လုံးကိုပေါ့နော်ဖွင့်ချပြလို့မရတာလို့ပုံစံမျိုးဖြစ်နေတယ်။ဒါပေမဲ့တကယ်တကယ်တမ်းမှာကျတော့လုံးဝတက်နိုင်လို့ရှိရင်တည်မလားကိုအယမ်းချစ်နေဆိုဟေးငါမင်းကိုအယမ်းချစ်နေပြီငါကတော့မင်းကိုလုံးဝအယမ်းကို falling in love တကယ်ကိုလုံးဝချစ်မိသွားပါပြီ။ငါဘွားမှာဘယ်သူနဲ့မှမတူတဲ့ချစ်ချင်းမေတ္တာနဲ့ချစ်မိနေပါပြီဆိုပြီးတော့ပြောပြချင်နေတာမျိုးရှိတယ်။တကယ်ကိုလုံးဝ original လေးတွေရဲ့အချစ်ကကြီးမားတယ်အယမ်း intense ဖြစ်တယ်။အချစ်ချင်းအမျက်ကြီးသလိုမျိုးပဲပေါ့နော် maybe ဘယ်လိုပြောမလဲအရန်ချက်လုံးအားကြီးတော့တချို့ကိစ္စတွေမှာဒီဒေါသအမျက်ကြီးပြီးအခုအချိန်မှာပေါ့နော်ဟိုမာနနဲ့အရန်ပြန်ထိန်းနေရတာမျိုးလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့နော်ဒီလိုပုံစံမျိုးလေး rich မြင်ရတယ်ဆိုတော့ဟိုဘယ်လိုပြောမလဲ rich ဒီမှာမြင်တာကတော့ 음 original slave တွေ dealing လုပ်နေတဲ့သူတွေကတချို့ကလည်းနှစ်ယောက်စလုံးပါကောင်းပါမယ်တချို့တွေကတယောက်တည်းဖြစ်ဖြစ်မယ်ပေါ့နော်ဒီမှာကျတော့ original slave တွေထက်အသက်ငယ်တဲ့သူတယောက်တွေ့တယ် original slave တွေထက်အသက်ကြီးတဲ့သူတယောက်တွေ့တယ်เนาะဆိုတဲ့အခါကျတချို့ကကြောက်လည်းအသက်ကြီးတဲ့သူနဲ့ dealing လုပ်နေဖြစ်မယ်တချို့ကကြောက်လည်းငယ်တဲ့သူနဲ့ dealing လုပ်နေဖြစ်မယ်တချို့တွေကကြောက်လည်းတကယ်ကိုနှစ်ယောက်စလုံးနဲ့ကြီးတဲ့သူရောငယ်တဲ့သူရောနဲ့ dealing လုပ်နေသူတွေပါမယ်ဆိုတော့အဲ့လိုမျိုးနှစ်ယောက်စလုံးနဲ့ dealing လုပ်နေတဲ့သူတွေကတော့လည်းဒါနှစ်ယောက်ကြားထဲမှာကြားညက်နေတာပြားများနေတာဒီလိုပုံစံမျိုးလေးရှိမယ်ပေါ့เนาะဆိုတော့ဒါကတော့ original slave တွေဘက်က energy checking မှာ ော်အဲ့တော့တစ်ဖက်လိုဘက်က energy check ကို risk တို့ဆက်သွားအောင်အဲ့တော့တစ်ဖက်လိုဘက်က energy check မှာလည်းအာ rich အရင်ဦးဆုံး zodiac sign တွေပြပြမယ်ပေါ့နော်။တပတ်လိုဘက်က energy မှာတော့ rich ဒီမှာမြင်တာ zodiac sign လေးတွေတော်တော်များတယ်နော်။ Aries, Leo, Sagittarius ပါမယ် Cancer, Pisces, Scorpio ထပ်ပြီးပြရတယ်။အာနောက်တစ်ခုကကျတော့ air elements တွေပေါ့နော် Aquarius, Libra, Gemini ပါမယ်နော်။ဆိုတော့ဒီလိုမျိုးတွေတွေ့ရတယ်။အဲ့တော့ ဒါရော zodiac sign တွေမြင်တဲ့လောက်ပြောပြပေးသွားတာပါအဲ့တော့ energy ကိုစပြောပြပေးမယ်တဖက်လူဘက်က energy ကကြာ rich ဒီမှာဗာမြင်ရလဲဆိုတော့လောလောဆယ်သူကလေမိတ်ဆုံစားပွဲတွေပါတယ်ဒင်နာတွေပါတီတွေနဲ့တော့ပျော်ရွှင်နေရလားမသိဘူးဒီလား အာတဖက်လူဘက်မှာကလေသူ့မှာရွေးချယ်စရာကိစ္စတွေရွေးချယ်စရာအခြေအနေတွေရွေးချယ်စရာလူတွေများနေတာမျိုးတွေ့ရတယ်။ဒါမှမဟုတ်လို့ရှင်လေဒီအချစ်ထက်ပို့ပြီးတော့ဗောနော်ဦးစားပေးရမယ်လုပ်ငန်းဆောင်တာနော်စီးပွားရေးကိစ္စတွေမိသားစုကိစ္စတွေနော်ငွေရေးချေးကိစ္စတွေအများကြီးဗောလူမှုရေးတွေဗောဒီလိုပုံစံမျိုးတွေအများများနေတာမျိုးကိုတွေ့ရတယ်။ဆိုတော့ဟိုဒီမှာဆိုလို့ရှိရင် original slave တွေရဲ့ဒီတဖက်လူကဗောနော် ရွေးချယ်စရာတွေအများများနေတယ်ဟုတ်တယ်ဒါပေမဲ့အဲ့ရွေးချယ်စရာတွေအများကြီးတဲကနေမမတော့သူကလေဒီ originals လေးတွေကို commitment ပေးချင်တာမျိုးတွေ့ရတယ် originals လေးတွေကိုတကယ်ကိုအာဘက်ကရီပေါ်တော့လုံးဝဒီရေရှည် long term အတွက်ကိုရည်ရွယ်ပြီးတော့သူ့အနေနဲ့ commitment promise တွေ no proposal တွေအဲ့လိုမျိုးပေးခြင်းနဲ့အဲတကယ်ကိုလုံးဝတရားရည်ရတဲ့ relationship တစ်ခုကိုသွားခြင်းနဲ့ပေါ့နော်ဒါပေမဲ့အဲ့ဒီအခြေအနေအတွက်ကိုလည်းသူ့မှာလောလောဆယ်မှာစဉ်းစားခန်းဝင်နေရတာမျိုးနည်းနည်း ပေါ့နော်ဒီ long term သွားမှာကို long term သွားမှာဆိုတဲ့အခါကျတော့သူ့မှာအဖက်ဖက်ကနေအကုန်လုံးစဉ်းစားပြီးတဲ့အခါကျတော့ဟိုတော်တော်တွေးနေတယ်ဆိုတော့ဟိုပုံစံမျိုးတွေ့ရဘယ်လိုပြောမလဲသူ့ပုံစံကအုံနောက်ဘက်ကိုပို့ပြီးတော့သွားတယ်ပေါ့နော်လောလောဆယ်မှာဒီ originals လေးတွေကိုသူရွေးချယ်ထားတယ်လက်ထက်ထဲအထိသွားခြင်းနဲ့ okay အဲ့လက်ထက်ထဲအထိ long term ရေရှည်ကိုသွားဖို့အတွက်ကိုတခြားအရာတွေကိုပါသူကအကုန်လုံးလှည့်ပတ်ပြီးတော့စဉ်းစားပြီးတဲ့အခါကျအဆင်ပြေပါမလားเนาะအရှင်းနေတွေဟာဘယ်လိုမျိုးလဲပေါ့နော်ဆိုတော့ဘာလို့လဲဆိုတဲ့အခါကျ rich ဒီမှာမြင်တာ originals လေးတွေနဲ့သူ ူနဲ့ဒီတစ်ဖက်လူနဲ့ကပေါ့နော်အရင်အတိတ်ကာလကတော့တိတ်ပြီးတော့အဆင်မပြေခဲ့ဘူးပြောရမယ်ဆိုလို့ရှင်လုံးဝဒီအဆင်ပြေခဲ့တဲ့နေတာနေတဲ့ရက်တွေလည်းရှိခဲ့သလိုဒီလုံးဝမှောင်မိုက်ပြီးတော့ပေါ့နော်မုံတိုင်းထန်ခဲ့တဲ့မုံတိုင်းကျခဲ့တဲ့ရက်တွေလည်းရှိကောင်းရှိနိုင်မယ်ဆိုတဲ့အခါကျအတိတ်ကိုပြန်လဲကြည့်လိုက်လို့ရှင်နှစ်ယောက်ဖြတ်တန်းခဲ့ရတဲ့ရက်တွေက အဆင်မပြေနေဘူးเนาะအဆင်မပြေနေဘူးဆိုတာကလုံးလုံးရရကြီးဟို100%ဟို all in လုံးဝဆိုးရွားနေခဲ့တဲ့အခြေအနေတော့မဟုတ်ဘူးဒါပေမဲ့ပြန်ကြည့်လိုက်လို့ရှင်လဲဒီကောင်းတာလေးကတော့မကောင်းတာတော့ဖြစ်နေတာမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့အခုချိန်မှာ तू ကဟိုအရှိကိုဆက်သွားကျင်တယ်အာ originals လေးတွေနဲ့တကယ်ကို new future အတိတ်တခုသွားကျင်တယ်လုံးဝသွားတဲ့အခါမှာလဲလုံးဝအရင်အတိတ်ကာလတုန်းကနဲ့ပုံစံလုံးဝဘာမှမတူဘဲနဲ့ကိုတကယ်ကိုဟိုလုံးဝကွာ transform ကြီးလောက်ချပြီးလုံးဝ changes အပြောင်းလဲ ချိန်ချလိုက်ပြီးတော့အရင်အရင်တွေတုန်းကပေါ့နော်အတိတ်ကာလတွေတုန်းကမတူညီတဲ့ပုံစံမျိုးနဲ့အနာဂတ်ကိုသွားခြင်းနဲ့အနာဂတ်မှာတကယ်ကိုလုံးဝ future အသစ်တစ်ခုကိုလုံးဝ အချက်အသစ်တစ်ခုနဲ့ပေါ့နော်ဟိုသွားကျင်တာမျိုးတွေ့ရတယ်ဆိုတော့အနောက်ဘက်ကိုသူ့အနေနဲ့ပြန်လှည့်ကြည့်လိုက်တဲ့အခါမှာဒီလိုပုံစံမျိုးလေးတွေ့ရတာကြောင့်မို့လို့ပေါ့နော်ဒီ okay ငါကတော့ဒီလိုပုံစံမျိုးအနာဂတ်ကိုဆက်ပြီးသွားကျင်နေအတိတ်မှာတော့ငါတို့မျိုးကဒီလိုမျိုးတွေဖြစ်ခဲ့တယ်အဆင်ပြေပါမလားပေါ့နော်ဒီလိုမျိုးသူ့ဘက်မှာစဉ်းစားကန်းဝင်နေရမျိုးတွေ့ရတယ်ဆိုတော့ဒါကြောင့်မို့လို့ဒီလိုမျိုးအဆင်ပြေပါမလားဆိုပြီးတော့တွေးတဲ့အချိန်နေမှာသူ့အနေနဲ့တခုတည်းကိုကြည့်တာမဟုတ်ဘဲနဲ့အကုန်လုံးရှိသမျှပေါင်းစုံပေါ့နော်သူတွေးတယ်ဘာလို့လဲဆိုတော့ဟို maybe ထားလိုက်ပါတော့တစ်ဖက်လူကယောက်ျားလေးပဲဖြစ်မိန်းကလေးပဲဖြစ်ဖြစ်မိန်းကလေးဆိုလို့ရှိရင်လည်းမိန်းကလေးအလျောက်ဒီလူနဲ့ကိုကတသက်လုံးသွားမှာပေါ့ ဘယ်လိုမျိုးသူ့ဘဝကိုပုံအပ်ရမလဲဒါသူအများကြီးစဉ်းစားမှာပဲယောက်ျားလေးဆိုလို့ရှိရင်လည်းโอเคဒီ main ကလေးကကိုယ့်ရဲ့ဒါအိမ်တော်ရှင်မကောင်တယောက်ဖြစ်လာမယ်အဖြစ်လာပါမလားပေါ့နော်ဒီအချိန်နေမှာအရာအလုံးနဲ့ပတ်သက်ပြီးတော့ပေါ့နော်သူအကုန်လုံးစဉ်းစားနေတာမျိုးတွေ့ရတယ်အဲ့တော့ သူကအချစ်တကူလည်းမဟုတ်ဘူးเนาะဝေးရေးချေးရေးစီးပွားရေးအကုန်လုံးရှိသမျှလူမှုရေးเนาะဟိုမိသားစုရေးရာကိစ္စတွေအကုန်လုံးထည့်တွက်ပြီးစဉ်းစားတဲ့အခါမှာအတိတ်ကာလအောင်ကဒီလိုပုံစံမျိုးဖြစ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်ငါသည်အနာဂတ်ကိုလုံးဝအကောင်းမွန်ဆုံးတကယ်ကိုလုံးဝ changes တီးလုပ်ပြီးတော့ပြအပြောင်းလဲကြီးကြီးကြီးမားမားကြီးလုပ်ပြီးတော့အပြောင်းလဲအတိတ်တခုနဲ့သွားကျင်တာမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့အဆအဆအရာမှာအလုံးမှာအဆင်ပြေပါမလားပေါ့နော်ဒီလိုပုံစံမျိုးသူတွေးနေတာမျိုးတွေ့ရတယ်ဆိုတော့ဟို commitment တော့ပေးခြင်းနဲ့ rich class လေးတွေနဲ့သူပျော်ပျော်ရွှင်ရွှင်နဲ့တကယ်ကိုလုံးဝဟိုရေး ရာတည်ကြတဲ့အနာဂတ်တစ်ခုကိုပေါ့နော်လုံးဝရည်ရှိကြီးအတွက်ကိုဥတည်ပြီးတော့သူမျှော်မှန်းခြင်းနဲ့တိဆောက်ခြင်းနဲ့ဒါ commitment ပေးခြင်းနဲ့ဒီလိုပုံစံမျိုးလေးတွေတွေ့ရအဲဆိုတော့ဒါကတော့တစ်ဖက်လိုဘက်က energy checking ပေါ့နော် okay အဲ့တော့ဒီလိုနှစ်ယောက်ကြားထဲက connection ကရှေ့လျှောက်ဘက်ကိုဥတည်တော်မလဲဘာတွေရှေ့ဆက်ဖြစ်လာဖို့ရှိမလဲဆိုတာကို arish ကဆက်ပြီးတော့ဟောပြပါမယ်နော်အဲ့တော့အချိန်ကာလအပြင်တော့နောက်ထပ် reading အစ်စ်မတင်မခြင်းဒါမှမဟုတ်လို့ရှိရင်ဒါဒီလောလောဆယ်ဒီတလားစာပေါ့နော် okay အဲ့တော့ကြည့်ရအောင် နှစ်ယောက်ကြာရှိဆက်ချင်နေပါတယ်ဆက်ဖြစ်လာဖို့ရှိမလဲ Okay အမြင်ရှုထောင့်လေးတွေပြောင်းဖို့လိုအပ်တယ်တဲ့အမြင်ရှုထောင့်လေးတွေနှစ်ယောက်ကြာထဲမှာအာမာနာတွေရှိနေတာမျိုးပဲဖြစ်ဖြစ်တခုခုပေါ့နော်အာစီးတွေခြားထားတာမျိုးပဲဖြစ်တခုခုအဲ့လိုမျိုးကာယံထားတာမျိုးပဲဖြစ်ဖြစ်ရှိနေဆိုလို့ရှိရင်တယောက်နဲ့တယောက်ကြာထဲမှာလုံးဝအမြင်ရှုထောင့်တွေပြောင်းလဲဖို့လိုအပ်တယ်တဲ့အခုလောလောဆယ်ဖြစ်ပျက်နေတဲ့အခြေအနေကိုလုံးဝပြောင်းပြန်လှန်ချလိုက်ဖို့လိုအပ်ပါတယ်ဆိုလိုချင်တာက အဲဒီလိုမျိုးပေါ့နော်အခြေအနေကြီးကထားလိုက်ပါတော့အခုလက်ရှိမှာတယောက်နဲ့တယောက်ကအဆင်မပြေဘူး contact မရှိနေဘူး no contact ဖြစ်နေတယ်နော်စကားမပြောဘူးအခြေအနေတွေကပကတိအေးဆက်ငြိမ်သက်နေတယ်လုံးဝ silence ပြနေတယ်အဲ့လိုမျိုးဆိုလို့ရှိရင်အဲ့ဒီအခြေအနေကြီးကိုလုံးဝပြောင်းပြန်လှန်ချပြဖို့လိုအပ်ပါတယ်ဆိုတဲ့အခါကျတော့ rich ဒီမှာမြင်တာကတော့ တွဲရှိလာစလေးတွေဘက်ကတက်နိုင်လို့ရှိရင်ပေါ့နော်အချိန်တွေကိုပြောင်းပြန်လှန်ချပစ်ဖို့လိုအပ်တယ်ဆိုတာမျိုးတွေ့ရတယ်ဆိုတော့ဟိုဒီနေရာမှာနှစ်ယောက်ကြားထဲမှာချော်ဖျက်မဲ့အခက်ခဲလေးတွေတော့ရှိတယ်အဲဂျားဝင်နောက်ဆက်ဖြက်စီးမဲ့အတိုက်ခိုက်နောက်ဆက်ဘေးစကားလေးတွေလည်းရှိတယ်ဒါပေမဲ့အဒီအချိန်တွေကိုလုံးဝကြော်လွှားလိုက်မယ်ကြော်လွှားပြီးပြီဟေ့ဆိုလို့ရှိရင်ပေါ့နော်ဟိုလုံးဝနှစ်ယောက်ကလေအရန်ပျော်ရွှင်တဲ့တကယ်ကိုဘယ်လိုပြောရမလဲ family life လောက်ထိသွားလို့ရတဲ့အချိန်တွေတစ်ခုခု ဟိုဘယ်လိုပြောမလဲဥတီသွားနိုင်တယ်ပေါ့နော်အဲ့တော့ဒီနေရာမှာ Irish မြင်တာကလည်း Irish Hillas လေးတွေကပဲအာအတွေးတွေအရန်လွန်နေတာ Irish Hillas လေးတွေကပဲအရန်ကြီးပေါ့နော် overthink ဖြစ်နေရတာလို့တော့ပုံမြင်တယ်တစ်ဖက်လူကမဖြစ်ဘူးလားမဟုတ်ဘူးဖြစ်တယ်เนาะသူသူလည်းဖြစ်တယ်ဒါပေမဲ့လည်းအမ်ဘယ်လိုပြောရမလဲဒီအခုအချိန်နေမှာကတော့ဒီ အငြိမ်ပြနေတဲ့အခြေအနေ silence ပြနေတဲ့အနေအထားကြီးကို ပြောင်းပြန်လှန်ချပလိုက်ဖို့ကကြတော့ originals လေးတွေလက်ထဲမှာပဲကြီးရှိနေတာမျိုး originals လေးတွေရဲ့လက်ထဲမှာပဲ solution ရှိနေတာမျိုးပေါ့ rich ကဒီမှာပို့ပြီးတော့မြင်ရတယ်ဆိုတော့အာဒီအခြေအနေကြီးရပါတော့ဒီတိုင်းကြီးဆက်သွားမယ်ဆိုလို့ရှိရင်ကတော့ဘာမှဟိုဘယ်လိုပြောမလဲ action လည်းမယူဘူးဒီတိုင်းကြီးပဲဆက်ပြီးတော့မျောနေမယ်ဆိုလို့ရှိရင်ကဒီပုံစံကြီးတိုင်းပဲဆက်သွားလိမ့်မယ်ဘာမှဟိုရှေ့ဆက်ပြီးတော့ဖြစ်လာဖို့မရှိဘူးပေါ့နော်အဲ့တော့ ဟိုကိုဘသားကိုပဲအတူလန်းတူရှောက်ကိုလန်းကိုရှောက်အဲ့လိုပုံစံမျိုးတွေဖြစ်သွားတတ်တယ်အဲ့တော့ဒီနေရာမှာကကြတော့လေ original slay တွေကဒီအခြေအနေတခုပြောင်းပြန်လန့်ချပြီးတော့ကိုဘက်က action ဆယူတာမျိုးပဲဖြစ်ကိုဘက်ကအရင်ဦးဆုံးဒီရှေ့မှာပေါ့နော်အတားဆီးခက်ခဲတွေရှိနေတာတွေကို original slay တွေကတိုက်ခိုက်ကြော်ဖြတ်ပြီးတော့ကြော်လွှားမယ်ဆိုလို့ရှိရင်အစဉ်ပြန်ပြေကောင်းပြေလိမ့်မယ်အာဒီမှာဆိုလို့ရှိရင် original slay တွေကလေကို့မှာဟိုထပ်ပေါက်ရှိတယ်အဖြေရှိတယ်ဒီမှာကြည့် ီကောင်မလေးကိုဒီကောင်လေးအဲကောင်လေးပေါ့နော်မျက်လုံးစီးထားတယ်ဖန်ပေါင်းကြောင်ထဲမှာထည့်ထားတယ် သူမမြင်ရဘူးသူ့ကိုလှောင်ပိတ်ထားတယ်ဆိုပြီးတော့ထင်တာဒါပေမဲ့တကယ်တကယ်တော့အကုန်လုံးဟိုရှောက်ဆန်တီရှောက်ဆန်ဆိုလို့ရှင်ဒီအပေါ်မှာအမိုးကြီးဖွင့်ထားတယ်တွေ့လားဆိုတော့အဲ့ဒီအပေါက်ကနေပြီးတော့ရအောင်လွတ်ထွက်သွားလို့ရတယ်ရအောင်ယုံထွက်လို့ရတယ်ယုံခံပြီးထွက်သွားလို့ရတယ်ဆိုတော့အဖြေရှိနေရဲ့ဒါနဲ့ originals လေးတွေကမမြင်ချင်အောင်စောင့်နေတာဒါမှမဟုတ်လို့ရှင်ဒီအခြေအနေတစ်ခုကို action စမယူချင်တာဒီတိုင်းကြီးပဲကြည့်နေတယ်เนาะအဲ့လိုပုံစံမျိုးတွေကို rich မြင်ရတယ်ဆိုတဲ့အခါကျတော့ဟိုဒါကတော့ဘယ်လိုပြောရမလဲကိုယ်ကာယကံရှင်နေရဲ့ decision making choices ပေါ်မှာတော့မူတည်ပြီးတော့ဒါကို action ယူခြင်းလဲယူပေါ့နော်မယူခြင်းဘူးဒါလုံးဝဟိုကိုဒီတိုင်းကြီးပဲဆက်နေမယ်ဒီဆက်မျိုးကြီးတိုင်းပဲဆက်နေမယ်ဆိုလို့ရှိရင်ကတော့တစ်ဖက်လူ action ယူတာကိုစောင့်နေအောင်ပဲဘာညာဆိုလို့ရှိရင်ကဒီတိုင်းဆက်မျိုးကြီးတိုင်းပဲရှေ့ဆက်သွားဖို့ပဲရှိတယ်ဘာမှဆက်ဖြစ်လာဖို့မရှိဘူး um ဘယ်လိုပြောမလဲအချိန်တန်လို့ရှိရင်ကိုလန်းကိုလျှောက်သူလန်းသူလျှောက်ပေါ့နော်အဲ့လိုမျိုး new beginning အသစ်စတင်သွားတာမျိုးဖြစ်နိုင်တယ်အကယ်၍ဒီအခြေအနေတွေကိုကျော်လွှားမယ်ဆိုလို့ရှိရင်တော့ခုန Rich ပြောတယ်လို့ပဲ နည်းနည်းလေးပေါ့နော် original slay တွေဘက်က action ဆယူလိုက်တဲ့အခါမျိုးမှာအာတဖက်လူကပေါ့နော်ဒီ original slay တွေရဲ့တဖက်လူကနည်းနည်းလေးတော့ကိုကိုဘယ်လိုပြောမလဲအ အာကြောက်အားလန့်အားနဲ့ပဲဖြစ်ဖြစ်တခုခုပေါ့နော်သူ့ဘက်မှာတခုခုအခြေအနေပေါ်မှာ original လေးတွေကိုနည်းနည်းလေးတော့ရန်လောက်တာတို့အာနည်းနည်းလေး defense လောက်တာဒါမှမဟုတ်လို့ရှိရင်အာသူ့အနေနဲ့ဒီဘယ်လိုပြောမလဲနာကျင်ထိခိုက်ခံစားရမှာဆိုလို့သူကာကွယ်တာအဲ့လိုပုံစံမျိုးလေး a little လေး a little လေးတော့တိတ်တိတ်လေးပဲအများကြီးမဟုတ်အဲ့လိုမျိုးအခြေအနေလေးတော့အရင်ဆုံးဖြစ်လာရဖို့ရှိတယ်ဒါပေမဲ့တိတ်မကြဘူးနှစ်ယောက်ကလေလုံးဝကိုပြန်ပြီးတော့ပေါ့နော်အစဉ်ပြေချောမွေ့ပြီးတော့တကယ်ဟိုဘယ်လိုပြောမလဲ ဟိုလုံးဝအယမ်းပျော်ရွှင်ရတဲ့အနေအထားတစ်ခုကိုနော်ပြန်ပြီးတော့ရသွားလိမ့်မယ်။ဘာလို့လဲဆိုတော့ဒီမှာကတ်နမိတ်တွေကိုကြည့်ဟိုဘက်ဒီဘက်ကွဲနေတယ်။ဒီမှာအလဲကောင်စင်တာမှာ10 of cups ပါနေဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီအခြေအနေတစ်ခုကိုနော်ပြောင်းပြန်လှန်ချလိုက်မယ်ဆိုလို့ရှင်တော့ဒီစင်တာကနေပြီးတော့နှစ်ဖက်စလုံးကိုပြန် ပြီးတော့ energy ပြန်သွားဖို့ရှိတယ်ဆိုတဲ့အခါကျတော့ဟို original glass လေးတွေကအဖြေကိုဂင်ထားတဲ့သူ solution ကိုဂင်ထားတဲ့သူဆိုလို့ရှိရင်ဒီမှာထွက်ပေါက်ရှိတယ်အဲ့ဒီထွက်ပေါက်ကနေပြီးတော့ရအောင်ထွက်ပါရအောင်မြင်အောင် ကြည့်ပါတချို့တွေကအဖြေရှိရသားနဲ့မြင်အောင်မကြည့်တာတို့ action မယူတာတို့ဖြစ်နေတယ်ပေါ့နော်အဲ့တော့ဟို action ယူပြီးတော့ဒီအခြေအနေတစ်ခုကိုလုံးဝအမြင်ရှုထောင့်ပြောင်းပြီးကြည့်လိုက်မယ်ဆိုလို့ရှိရင်ကတော့လုံးဝနှစ်ယောက်ရဲ့အခြေအနေဟာပြန်လဲပြီးတော့အသစ်စတင်ဖြစ်တာမျိုးရှိနိုင်မယ်ဆိုတော့ဒီအသစ် လုံးဝစတင်ဖြစ်တဲ့ new beginning မှာလည်းအရန်ကိုကောင်းမွန်တဲ့ fresh start နဲ့ပေါ့နော်လုံးဝတစ်တစ်လွန်လွန်အရင်တော့ကပုံစံနေနဲ့လုံးဝမတူဘဲနဲ့လုံးဝပြောရမယ်ဆိုလို့ရှိရင်အရင်တော့ကဖြစ်ခဲ့တဲ့အခြေအနေအကုန်လုံးကိုအပီးတိုင်းပြီးပုံကားချပြီးတော့လုံးဝ energy အစ်စ် new form ပုံစံမျိုးအနေနဲ့နှစ်ယောက်ရဲ့ relationship life အခြေအနေကိုအစ်စ်စတင်ပြီးတော့ fresh start နဲ့ပေါ့နော်ရှေ့ကိုတက်လန်းသွားတဲ့အခါမှာအရန်ကိုပျော်ရွှင်ပြီးပြည့်စုံတဲ့ family life เนาะ marriage life လောက်ထိကိုတက်လန်းသွားဖို့အခြေအနေတွေဟာဥတည်သွားနိုင်ပါတယ် โอเคအဲ့တော့ဒါကတော့ဒီတပတ်အတွက် energy checking လေးပါအဲ့တော့အားလုံး holiday ပြီးသားပြီပေါ့နော်အဲ့တော့ reading လေးကိုဒီမှာနေမယ်ရက်လိုက်ပါပြီအခုလိုမျိုး ဒီ collab energy reading ကို personal reading မေးချင်တဲ့သူတွေ Arisha Facebook page မှာ package number 9 package number 5 energy checking package ဆိုပြီးတော့ဒါရိုက်လာရောင်းမေးမြန်းလို့ရပါတယ်အခုလို reading အသစ်တွေကိုအမြဲမပြတ်ကြည့်ရှုနှာထောင်းချင်တဲ့သူတွေ Arisha Facebook page YouTube channel Telegram channel နဲ့ TikTok ဒါတွေကို join subscribe follow လုပ်ထားပြီးပြောချင်ပါတယ်ရှင်နောက်ထပ် reading အသစ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကျေးဇူးတစ်ပတ်တည်းရှိပါတယ်အားလုံးတတ်တာ